ဒီယုတ်ရှင်ဟာတောင်းဖာသူချစ်သူကောင်းမလေးယုတ်တရလန်ခွဲပြီးနောက်ပါရီမွေခဲလေးဆိုတာကိုအဖိုးရပင်လိုက်ရှာနေပြီး900ရတာကာလာအချောင်းကို ပြသက်ထားပါရယ်ဇကာဆာနေလျာရှိစရှိမှာခုံနေလျာတို့ခုပေါ်ထိုင်နေတဲ့စုံတွဲတွေကိုပြသက်တယ်ကောင်းမလေးရဲ့လက်မှာလက်စွပ်ဝတ်ထားတာကိုမြင်ရပြီးနှစ်ယောက်သားလက်ချင်တွဲထားကြပါရယ်သူတို့မြေလမ်းတွေထဲမှာအချစ်တွေပဲပြင်းနေပြီးပျော်ရွှင်စွာပြုံးရနေကြပါရယ်မြင်ကွင်းဟာနေနီယောက်ကူးစေကို ရောက်သွားပြီး တောင်းမြင့်ညီမဖြစ်သူကောင်မလေးတမစပိန်ကိုအလင်းစရိုစီးပြီးတနေရာကိုရောက်လာတာကိုတွေ့ရတယ်။သူမကတောင်းပန်းကန်တွေကိုဒေါက်တာတကြီးရဲ့ခွင်နေတာကိုမြင်ပြီးစိတ်မကောင်းဖြစ်နေပါဗျ။သူ့ကိုဘာလို့ဒီထေးရထီဒေါက်တာထွက်တာလဲလို့မေးတော့တောင်းကစမနဲ့အရရအဆင်ပြေခဲ့ပေမဲ့သူမကရုတ်တရက်လမ်းခွဲပြီးသွဲခဲ့တာလို့ဖွင့်ပြပါဗျ။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကအမြဲတမ်းညှင်းခုနေရလို့တဲ့။စမကသူ့ကိုအကောင်းဆုံးတငယ်ချင်းလို့ခေါ်တာကြောင့် တော်မင်းစိတ်ဖြစ်ဖြာအားငယ်မှုတွေက အကြီးကျယ်ထွက်နေပါတယ်။သူညီမနဲ့တငယ်ချင်းတွေကနှစ်သိမ့်မှုကြိုးစားပေမဲ့တောင်းကသူမကိုပြင်ရကျင်တယ်လို့တောင်းတနေပါတယ်။သူမကိုမဆုံးရှုံးကျင်ပါဘူး။ထို့နောက်ဇလန်းဟာနေတရက်ကနေပြင်စားပါတယ်။တောင်းဟာနှုတ်ဆက်ကက်ကုမ္ပဏီတစ်ခုမှာကစားရေးသားအဖြစ်အလုပ်လုပ်ပါတယ်။သူ့ဘဝမှာတသက်လုံးချိရမယ့်သူမရှိရင်ဘဝကမပြည့်စုံတယ်လို့ခံစားနေရပါတယ်။သူရဲ့အချစ်စစ်ကိုရှာတွေ့မှပျော်ရွှင်မယ်လို့သူယုံကြည်နေပါတယ်။ ဒီလိုနဲ့မိဘတွေကွာရှင်ပြီးတော့အချစ်တပေါ်အမင်းပြတ်သွားတဲ့ကောင်မလေးတယောက်ကိုမြင်ရပါတယ်။တောင်းကစမရကိုဇန်နဝါရီရှိရနေ့မှာပထမဆုံးသူချင်းတွေ့ပြီးသူမဟာသူ့တဲ့သူဦးတည်းရဲ့သူထုတေလူချက်ချင်းယုံကြည်သွားပါတယ်။နေ့တရက်ကိုပြန်ရောက်တော့တောင်းမှာဘုံအစည်းအဝေးမှာအယုံစူးဆိုင်ဖို့ရုံချက်နေပါတယ်။သူမတငယ်ချင်းအနှဲငယ်ရှိပြီးသူ့ဘဝနဲ့သူပျော်ရွှင်နေပုံရပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာစမကရောက်ပြီးသူတတိယလက်ထောက်အသေးချစ်နေပါတယ်။ တောင်းမှခချင်းဆိုရင်ဆာမကိုချစ်မိသွားပါတယ်။ဆာမရဲ့အလတ်တရားကသူ့ကိုဆွဲဆောင်သွားပါတယ်။ဆာမဟာတာမန်ကောင်မလေးတယောက်မဟုတ်ပဲသူ့မတရားနေရာတိုင်းမှာရောင်းကြည့်ဖျားပြီးနူးညံ့သိမ့်မွေ့တဲ့အမျိုးသမီးတယောက်ပါ။ဒီမောင်ဆန်တဲ့ကောင်မလေးကိုလူတိုင်းကချစ်မိသွားမှာပါ။နေလေးမှတောင်းမြတ်တင်ခဲ့ခြင်းကဆာမဟာဆွေရင်းနဲ့မင်္ဂလိထီချောင်းတရီပေးခဲ့ပါတယ်။သူမကကိုကိုကိုစိန်ကောင်းနဲ့ထပ်ပဲတားရလို့ယူဆတဲ့မိန်းကလေးမျိုးလိုသူတို့ကထင်ပါတယ်။နေလေးမှာတောင်းနဲ့ဆမ်ပါလစ်သေးမှတွေ့ဆုံပါတယ်။ ဆမာကသူ့ရဲ့ဂီတအရသာကိုချီးမွမ်းတော့တောင်းကဝမ်းသာပြီးတီးသွားပါတယ်။တောင်းကဆမာကိုဘလောက်လိုက်တယ်ဆိုတာသူ့တငယ်ချင်းတွေကိုပြောပြပါတယ်။အစပိုင်းမှာတော့သူပေါ့ပေါ့လီတာနေပြီးမေဒက်စမစ်စပေါ်နူနစ်မီတန်နတ်ကြောင့် lift တယ်မှာစကားပြောပြီးနောက်သူမဟာသူထရဒူဒီယာသူထိတယ်လို့သူယုံကြည်သွားပါတယ်။ Nation မှာသူတို့ညအောင်ယုံပါတီဝဲမှာကန်သွေးဆောင်ပါတယ်။သူတို့ရဲ့စကားပြောချမှုတွေပုံများလာပြီးပိုရင်းနေလာပါတယ်။ အနေငယ်အောက်ခွက်ထိနေပေမဲ့သူတို့ညောင်မျက်ချင်းတန်းဆုံးပြီးပြုံးရင်နေကြပါတယ်။နေတလ54မှာတောင်းကသူ့တငယ်ချင်းကိုဆက်မကိုမျက်နှာနေကြောင်း၊သူမရဲ့အပြုံး၊သူမရဲ့လှပတဲ့စပင်း၊သူမရဲ့ရည်တမှု၊သူမရဲ့နှလုံးသားပုံစံနဲ့မိတ်လေးအလုံးကိုချစ်တယ်လို့ပြောပါတယ်။သူမကသူ့ကိုအသက်ရှင်နေတယ်လို့ခံစားရစေပြီးပျော်ရွှင်စေပြီးဘာမဆိုဖြစ်နိုင်တယ်လို့သူယုံကြည်ပါတယ်။သူမကိုချစ်နေတဲ့အချိန်မှာသူ့ရဲ့ပုံစံကိုသူချစ်ပါတယ်။ နေ့တစ်ဆက်တင်မှာသူညီမကိုသူတို့ဘလောက်လိုက်ပနိုင်တယ်ဆိုတာကိုပြောပါတယ်။သူညီဘွားကဒါရီဆမာကိုသူ့ရဲ့ဆုံးမင်းမဖြစ်စေဘူးလို့ပြောပေမဲ့တอมကနားထောင်ဖို့စိတ်မဝင်စားပါဘူး။နေ့နှစ်ဆက်နှစ်မှာသူမကသူ့ဘေးရဲ့အရစ်တရာတွေကိုတတိမထားမိတာကြောင့်တอมနဲ့ဆမာရဲ့ဆက်ဆံရေးကိုကွဲပြားနေကြောင်းသူ့တငယ်ချင်းတွေကိုပြောပြပါတယ်။သူမကစိတ်မဝင်စားဘူးရပါတယ်။နေ့နှစ်ဆက်ခုရောက်တော့တောင်းမှာသူမကိုနှုတ်ပတ်လုံးလေးလျော်နေပြီးစကားစပြောဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူး။ အခွင့်အလမ်းတစ်ခုပေါ်လာပါတယ်။တောင်းမြတ်လက်ရှိဆုံးတငယ်ချင်းကနောက်နှစ်နှစ်မှာရုန်းခဲ့လူတွေကာရီယိုကေဘာကိုသွားကြမယ်လို့ပြောပါတယ်။တောင်းကဘာကိုရောက်တော့သူတငယ်ချင်းကတချင်းစုံနေပြီးဆမာကိုတွေ့တော့ဆမာကသူ့ကိုတွေ့ရတော့ပျော်နေပုံရပါတယ်။ဆမာကထပ်ပြီးတချင်းစုံနေချိန်မှာတောင်းကသူ့တငယ်ချင်းနဲ့အတူအရတောင်းနေခင်ဆမာကိုငီးနေပါတယ်။တောင်းမြတ်တငယ်ချင်းကဆမာကိုယတိစားရှိလာလို့မေးတော့သူမကမရှိဘူးလို့ညင်ပါတယ်။သူမကတကယ်တမ်းယတိစားမထားချင်ပါဘူးလို့ပြသထားပါတယ်။ တောင်ကသူမရဲ့အဖေကိုတီချင်ပြီးစိတ်ဝင်စားပါဗျ။ဆမွာကဆက်ဆိုင်ကြီးတွေကရှုပ်ဆွေးပြီးလို့သူများကိုစိတ်နာစေချင်တာကြောင့်တကူတန်းနေချင်တယ်လို့ယဉ်ကျေးစားပြန်ပြေးပါဗျ။သူတို့သုံးယောက်တောင်အတူတူပါထိုင်ကားပြီးဆက်ဆိုင်ကြီးနဲ့အချစ်အကြောင်းပြောကြပါဗျ။ဒီချိန်မှာတောင်နဲ့ဆမွာကအချစ်ဆိုတာတကယ်ရှိလားမရှိလားဆိုတာကိုညှင်းခွန်းကြပါဗျ။ဆမွာကမရှိဘူးလို့ပြောပြီးတောင်ကရှိတယ်လို့ပြောပါဗျ။နူဦးထူးသမင်းစီမံကမရှိဘဲဆုံးထွက်ကြပါဗျ။ ထို့နောက်ဆမ်မာကတောင်းကိုနည်းနည်းမူအောင်လုပ်ပြီးကာရီအိုခိတချင်းဆုံးထိုင်ပါတယ်။တောင်းမြတ်တငယ်ချင်းကိုတဲကိုလိုက်ပို့နေချိန်မှာတောင်းမြတ်တငယ်ချင်းကဆမ်မာကိုကလိုက်တယ်လို့မတော်ဆိုင်ပြောလိုက်ပါတယ်။နှစ်ယောက်သားလူသွားစင့်ကြံပေါ်မှာကြံခဲ့ပါတယ်။ဆမ်မာကသာအမှန်လားလို့မေးလို့တောင်းကဆမ်မာရဲ့ပြောင်းရှားခြင်းလေးကတခုခုကြည့်ပြီးနော်။သူမကိုတငယ်ချင်းနှလို့သာလိုက်တယ်လို့ပြောပြီးတခြားဘာမှမဟုတ်ပါ။ဆမ်မာကသူ့ကိုအမြန်စီဝင်စားစရာကောင်းတယ်လို့ပြောပြီး တောမ်ကိုလူသွားစင်းကြံပေါ်မှာထားခဲ့ထားပြီးသူမှထွက်သွားခဲ့ပါတယ်။နောက်နေ့ရီမှာဆမကသူ့ကို copy ခန်းမှာနန်းပါတယ်။ဒါပေမဲ့ copy တွေပြီးသွားကြတဲ့သူမကတောမ်ကိုရိုးရိုးလေးလေးရှူရှူသည် copy ကန်းတွေကထွက်သွားပါတယ်။သူတင်ငယ်ချင်းကတီးသွားပြီးတောမ်စီကိုလာတော့တောမ်ကသူမကိုတိတိနေပါလို့ပြောသွားပြင်ပြီးသူတင်ငယ်ချင်းကတောမ်ကသူမကိုဆွဲလမ်းနေကြောင်းအယောဟီဒီပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဆမကသူ့အခန်းတွေကထွက်လာပြီးသူတင်ငယ်ချင်းကိုနှုတ်ဆက်တော့သူကအောင်းအောသွားပါတယ်။ နင်းနရလောက်ဆက်နေနေမှာသူတို့နှစ်ယောက်အိုက်ကီယာမှာလမ်းလျှောက်နေတာကိုခဏအဖေမိနေရပါတယ်။ဒါပေမဲ့ဆမ်မော်ကသူမရဲ့ဟာတလေးကိုသိမဝင်စားပါဘူး။ဒါကနေ34ကိုပြန်တရိပ်ရမိပါတယ်။အဲ့ဒီနေ့မှာသူတို့နှစ်ယောက်အိုက်ကီယာမှာလမ်းလျှောက်နေခဲ့ဆိုင်းရဲ့ဗျာခဲအခါမှာလာထိပ်ပြီးဇာနီမုံမှာပိုတဲ့စားလိနေလိုက်ပေးပါတယ်။ဒါပေမဲ့ဆိုင်းရဲ့စတင်ပေါ်မှာပေါင်းနှုတ်နေချိန်မှာဆမ်မော်ကသူမကအတိအကျဆက်ဆံရေးမျိုးမရှာတာလို့ရှင်းလင်းရှင်းလင်းပြောပြပါတယ်။ တောင်းကသူ့ကိုအနှမ်းကနေနာကျင်သွားပြီမနဲ့ရိုးရိုးဆက်ဆံရေးကိုပဲသဘောတူခဲ့ပါတယ်။သူတို့တောင်းမြတ်အရေးခံတဲ့ကိုပြန်ရပြီးသူ့ရဲ့ကုတင်မှာရိုမန်တစ်အခိုင်အခံတွေကိုပိုင်ဆိုင်ကြပါတယ်။သူကရေချိုးခန်းတဲ့ကိုဝင်ပြီးဒါကရိုးရိုးပျော်ရွှင်တဲ့အကြောင်းများသားလို့ကိုကိုကိုယုံကြည်စေပါတယ်။ဖြည်းဖြည်းချင်းသွားဖို့လည်းသူ့ကိုသူတတိပေးပါတယ်။သူပြန်ထွက်လာခဲ့နောက်သူမကအဝတ်စားမရှိကုတင်မှာလဲနေတာကိုတွေ့ရပြီးသူတို့နေရာမှာတိုယိုတရမောဇန်ငယ်အခိုင်အခံတွေကိုပိုင်ဆိုင်ကြပါတယ်။ နောက်တနေ့မလဲကသူကအမိမောပျော်ရွှင်ပြီးထွက်သွားတော့စမကိုချစ်နေပြီးကပပုံကအပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်နေတယ်လို့သူယုံကြည်ပါတယ်။သူပျော်ရွှင်နေပြီးကပကပိုကမ်းတဲ့ဖြစ်တယ်လို့ခံစားပါတယ်။တချင်းဆိုပြီးကားရီနေနဲ့လိုင်းထောလိုင်းထွက်လူဒီစမလာယုံကိုတောင်းကရောက်လာပြီးစမကိုစဉ်းစားပြီးကက်တွေအတွက်အကြီးကြီးမြင့်နဲ့ဆောင်းချောက်ချွေးကိုအမျိုးမျိုးစီစဉ်ထားပါတယ်။နေတုံးကတုံးမတောင်းကစမမရှိတာကြောင့်အယံကိုနာကျင်နေပုံရပါတယ်။ ူမကိုဘန်ဒိုနီနဲ့တာဖီဖီပြန်ရချင်နေတာသူ့တငယ်ချင်းကသူ့ကိုမေ့ဖိဖို့အကန့်ဆုံးကြိုးစားပြီးမဲ့သူကသူမကိုပြန်ရချင်တယ်လို့ခေါင်းမနေပါဗါ။အဲ့အချိန်မှာဆမာကနေမက်ဆေ့ချ်သူ့ခုရောက်လာပါဗါ။သူမကသူနဲ့မကြကြီးအပြင်ထွက်မယ်လို့ပြောပါဗါ။ဒါပေမဲ့တငယ်ချင်းဒီလိုပဲဘာမှတကြမဟုတ်ဘူးလို့ပြောပါဗါ။နေ45လားအရင်မှာသူတို့နှစ်ယောက်ကအရင်နဲ့ပူကြီးရင်းနှီးလာပြီးဘာဖြစ်ဖြစ်တာနှစ်ယောက်လုံးကြည့်နေနေပါတယ်။တလက်လောက်ကြာသွားပြီးမှသူတို့က DVD လိုက်ရှာနေလို့ rated DVD အများစုကိုတွေးပြီး ူတို့ပိုင်တဲ့ကြည်မင်းလုံဆုံးဖြတ်ခိုက်ပါတယ်။စမန်နဲ့တောင်အပရင်ကိုထွက်သွားပြီးပျော်ပျော်ရွှင်ရွှင်နေပါပါတယ်။အချင်းပူကြလိုက်ပူရင်းနီလာကြပါတယ်။သူက"သူမကိုမြို့တဲကိုလိုက်ပြပြီးသူ့ရဲ့အမတရားတွေအားလုံးကိုပြောပြပါတယ်"စမကသူမရဲ့အတွင်းခိုက်အတွင်းနဲ့နေတဲ့စလျန်တီကိုသူ့ကိုမျှော်ဝေပိတ်ချိန်တောမ်ကသူမကိုမြို့ထဲမှာသူ့အကျိတ်ဆုံးနေရာကိုခေါ်သွားပါတယ်။သူကသူမရဲ့လက်မောင်းပေါ်မှာပုံတွေဆွဲပြီးမြို့အကြောင်းသူ့ဘလောက်ညက်သက်တဲ့အကြောင်းအရာအလုံးကိုရှင်းလင်းပြသပါတယ်။အဲ့ဒီနေ့မှာ ဆမာကတောင်းကိုသူမအိမ်ကိုခေါ်လာပြီးသူကပေါပေါလေးလေးလဲကြည့်လိုက်ပါတယ်။သူကသူမရဲ့ဖုံးထားတဲ့အတားအစီးတွေကိုလက်လုံးရှုပ်ဖြောပင်းလိုက်ခဲ့ပြီးသူမကဘသူလဲဆိုတာကိုသူမတို့ကိုလုံးကိုနောက်ဆုံးမြင်လိုက်ပါတယ်။ဆမာနဲ့တောင်းကိုတင်မှလဲပြီးပြုံပြီးယုတ်တာနဲ့ပစ်ချကဖြောပြီးသူတို့ရဲ့လက်ဝတ်တွေကိုမြောက်ဝေးကြပါတယ်။တောင်းကဆမာတို့မရှိမှနိုဝတ်တွေကိုရှော့ချတာကိုမြင်ရတော့ပြီးသူတို့ငယ်ချင်းတွေကိုသူနဲ့ဆမာကပါသွင်းနေတယ်လဲဆိုတာကိုအမိမထည့်ချင်းဘူးလို့ပြောပါတယ်။ နေ့38မှာသူညီမကသူ့ခံစားချက်တွေပို့ပြီးရှုပ်သွေးပြီးစိတ်နာချက်မခံစားခင်မှာဆမ်မာကိုသူ့ရဲ့ခံစားချက်အလုံးကိုဖွင့်ပြသားထင်မိပြီးဆမ်မာကသူ့မကိုတကယ်မသိဘူးဂယုမဆိုင်ဘူးလို့ဖြေတယ်။ဘာလို့လဲဆိုတော့သူ့မကဂယုဆိုင်တာပျော်ရွှင်နေဖို့ဖြစ်တာခစ်သည်သူ့မပျော်ရွှင်နေတယ်လို့ပြောပါရယ်။နေ့181နေ့ပိုင်းမှာအရာတွေအထက်ဒေါ်လာကျတော့ပါရယ်။ဒါပေမဲ့တညက်မှာဘာတစ်ခုမှမသိတဲ့ကောင်မလေးတယောက်ကဆမ်မာကိုစကားဆသည်ပါရယ်။သူ့မကစိတ်မဝင်စားဘူးလို့ရှင်းလင်းပြသထားပါရယ်။ ဒါပေမဲ့သူကမယုံပါဘူး။သူမကတောင်းမန့်အကျူရှိနေတာကိုလည်းသူကမယုံပါဘူး။ထမှန်စွာအာဝန်ချက်မှုဒီကိုယူဆောင်ကြည့်တော့တောင်းကထားတဲ့သူလူကိုထုတ်လိုက်ပါတယ်။သူကပြန်ထပ်ပြီးသူ့ကိုရိုက်နေတာကြောင့်သူမကို aggressive ပါပြောမြင်စင်းမှာ သူမကသူ့ကိုတိုင်းတမှထမကိုခေါ်သွားပြီးသူ့ကိုအော်ဟီဒီဆိုပြပါဗါးဘာလို့လဲဆိုတော့သူမကသူ့ကိုကူးမဖြစ်ပြီးဒီကိုကိုကိုအတွက်လုပ်တာလို့သူမထင်တာကြောင့်ပါ ဆမ်မာကသူ့ကိုထောက်သားဖို့ပြောပြီးသူတို့ကလည်းသူငယ်ချင်းတွေပဲလို့ပြောရင်းတော့တောင်းကပြန်တိုက်ခိုက်ပါတယ်။သူတို့လုံးနေတဲ့အရာအလုံးကသူငယ်ချင်းဆက်ဆံရေးမဟုတ်ဘူးလို့သူကအော်ဟစ်ပြီးပြောပါတယ်။သူမက အရာတွေကိုအမိမထိတ်ချင်ဘူးဆိုရင်လည်းသူတို့ကဆက်ဆံရေးတစ်ခုတည်းမှရှိနေတာကသူမတယောက်တည်းဆုံးဖြတ်လို့မရဘူးလို့ပြောပါတယ်။သူကဒေါသနဲ့ထွက်တော့ပါတယ်။နှိယုတ်တာအိယာဝင်ကြပါတယ်။တောင်းကသူမကိုဖုံးခေါ်ဖို့စဉ်းစားပေမဲ့မခေါ်ပါဘူး။သူမကသူ့တိုင်တွန်းကိုရောက်ပြီးတောင်းပန်ပါတယ်။ တောင်ကဆက်ဆံရေးမှာတိန်စင်အရာတစ်ခုခုလိုတယ်လို့သတ်ဆပါတယ်။ဆမ်မာကသဘောတူတယ်လို့ပြောရင်းနောက်တစ်ယောက်ကသူတို့ခမန်နံပြီးမြေထိုင်းကသူ့မှာတီးတဲ့အရာတွေကိုပြောပြီးပါတယ်။သူမကသူ့ရဲ့အတွေ့အကြုံဆိုးပါးတွေကိုသူ့ကိုပြောပါတယ်။နှစ်ယောက်သားမြတ်ပါတီတီဖြစ်လို့ပြီးသူတို့အတူရိုးရှင်သွားကြည့်ပြီးပြောရှင်းပါပါတယ်။သူတို့လမ်းကွဲပြီးနောက်တောင်မှာတောင်အဲ့ဒီအခိုက်အခံတွေကိုပြန်သတိရနေပါတယ်။သူတယောက်နဲ့ရိုးရှင်ကြီးနေပြီးအရာအလိကနေတာကြောင့်သူခန်းစားချက်တွေကိုနားထောင်ပြီးသူ့ကိုနားလဲမဲ့တယောက်ထပ်တလို့ချင်ပါတယ်။ ဆမ်မာမရှိရင်ဘဝကမမြနဲ့အသေးပဲမရှိဘူးလို့သူထင်နေပါဗျ။သူ့ရဲ့စိတ်တကြမှုတွေပုံမိုးဆွားလာပြီးသူ့အလုပ်ကိုပါထိခိုက်တာပါဗျ။သူ့သူထဲကသူ့ကိုခေါ်ပြီးတောင်းရဲ့လူဆောင်ချက်တွေကဆမ်မာနဲ့လက်လေတာနဲ့ဆက်ဆက်နေလာလို့မေးပါဗျ။တောင်းကပေါပေါလီလီဖြစ်ရှင်လို့ကြိုးစားပေးမယ်သူ့သူထဲကလူတိုင်းကတိပါတယ်လို့ပြောပါဗျ။ဆမ်မာကလည်းကတ်ကုမ္ပဏီကနေအလုပ်ထွက်သွားခဲ့တာကြောင့်ရှင်းနှင်းသာသာဖြစ်ခဲ့နေပါဗျ။သူ့သူထဲကသူ့ရဲ့အခက်အခဲကိုနားလည်သွားကြီးကောင်းကြီးပေးပါဗျ။ သူရုပ်ရှင်မှာဆမာရှိနေတာဒုံကပိစာရတဲ့ရအလုံးကအတိတ်ပဲရှိပြီးသူသူလိုသူလိုတည်းရအလုံးကိုလုံးမှန်ခဲ့တဲ့အချိန်လေးကိုပြန်တတိယနေပါဗျ။ဒါပေမဲ့အသားတွေကမကြခင်ပြောင်းလဲသွားပါဗျ။သူသူတို့အတွက်ရီးခဲ့တဲ့ကတ်တခုကိုကြည့်ပြီးအဲ့ဒီကမအရင်ကလိုလုံးဆောင်မှုမရှိတော့တာကိုမြင်လိုက်တော့သူ့ရဲ့ရင်ထဲမှာနာကျင်နေပါဗျ။သူမကိုမိပစ်ဖို့အတက်နိုင်ဆုံးကြိုးစားပေမဲ့မေ့လို့မရပါဘူး။သူတခြားကောင်မလေးတွေနဲ့အပြင်ထွက်ပေမဲ့ဘာမှအရင်ကလိုမခံစားရပါဘူး။သူအပြင်ထွက်တဲ့ကောင်မလေးတိုင်းကိုဆမော့အချမ်းပရော့ဆိုတာကြောင့် သူ့ရဲ့အချစ်ရေကအရင်တက်ပိုဆိုးရနေပါတယ်။လာများစွာကြာပြီးနောက်ထောင်းမြေအလုတ်ဖော်ကန်ဖုံလက်ထတော်မှာသူမင်္ဂလာပွဲကိုတွားဖို့ရထားစီတော့သူ့ထိုင်ကုန်စီတွားတဲ့လမ်းမှာဆမာကိုတွေ့ပါတယ်။သူကပုံမှုကျူးစားပြီးမြင်သူမကသူ့ကိုမြင်သွားပြီးချင်းကလာပါတယ်။သူတို့စကားပြောပြီးကော်ဖီတောက်ကြတယ်။စနေတနင်္ဂနွေတစ်ခုလုံးအတူတူကုံဆုံကြပါတယ်။သူတို့တို့ဦးနဲ့သူဦးအတိတ်ကအမတ်တရားတွေကိုပြောဆိုကြပြီးမင်္ဂလာပွဲမှာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပိုင်ဆိုင်ကြပါတယ်။ ူကသူမကိုကခုမို့ခိုပြီးအလွန်ရင်ခွန်စရာကောင်းတဲ့ညတညကိုအတူတူဖြတ်တန်းကြပါတယ်။သူမကထอมကိုသူမအိမ်မှာပါတီပွဲကိုဖိတ်ပါတယ်။ထอมကအယားယာနောက်ဆုံးတော့ကောင်းမွန်လာတော့မယ်လို့မျှော်လင့်နေပါတယ်။ထอมရဲ့အဲ့ဒီညအသွေမျိုးမှန်းချက်တွေကသူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ပါပဲ။ဒီတစ်ခါတော့ဆမာကသူ့ခန်းဆိုင်ချက်တွေကိုတွန့်ပြန်မယ်လို့သူတကယ်မျှော်လင့်နေပါတယ်။ဒါပေမဲ့သူ့ပါတီကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့အိမ်မက်ညာနဲ့အဲ့ဒီညရဲ့ကွာခြားချက်တွေကကြောက်မဖွယ်ကောင်းလောက်အောင်ထင်ရှားနေပါတယ်။သူဆမာနဲ့စကားနည်းနည်းပဲပြောဖြစ်ဖြစ်အယက်ပလင်းနဲ့ပဲအပန်းဖြစ်နေပါတယ်။ ထို့နောက်သူဆမာကသူမရဲ့လက်စွပ်နဲ့သူမဆေးစပ်ထားသူကိုပြတတ်နေတာကိုမြင်လိုက်ရပါတယ်။ Tom Dotter ထွက်ပြီးစိတ်နာကျင်စွာနဲ့စကားတကုံးမှမပြောဘဲထွက်သွားပါတယ်။ဆမာကသူ့ကိုဒီလိုဆက်ဆံတဲ့အတွက် Dotter ထွက်ပြီးနာကျင်နေပါတယ်။ Tom နောက်နေ့ရက်ကိုစိတ်တကြပြီးအသည့်စိတ်ကင်းမဲ့နေတဲ့အခြေအနေနဲ့ဖြတ်သန်းပါတယ်။သူတိုက်ခန်းတကထွက်သွားပြီး Lemony Twinkies နဲ့ Jack Daniel's ဝယ်ကျင်ပါတယ်။နောက်ဆုံးတော့သူအလုပ်ကိုပြန်လာပြီးအပတ်စဉ်တင်ပြချက်လျက်အတွက်အချိန်မီရောက်လာပါတယ်။ သူအခြေဆုံးတငယ်စင်ကဒီနေ့ဟာကတ်အတိတ်လေအထသူတို့ရဲ့တင်ပြချက်လေးတင်ပြရမယ့်နေ့လို့သူ့ကိုသတိပေးပါတယ်။တင်ပြချက်တစ်ဝက်ရောက်တဲ့အခါ Tom ကအချစ်ကံကြမ္မာနဲ့ဆက်ဆံရေးတဲ့အပေါ်သူ့ရဲ့ယုံကြည်မှုတွေမှားယွင်းနေတယ်လို့ဆုံးဖြတ်လိုက်ပါတယ်။သူကသူ့ကုမ္ပဏီကလူတွေကိုလိန်ညာမှုတွေနဲ့ပျော်ရွှင်နေလို့ပြီးနေပြီးလူတွေမှဒီလိုမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေရှိနေတာကသူ့ကြောက်ဖြစ်တယ်လို့ Book အပွဲကိုစိတ်သွမ်းအားထက်သန်စွာနဲ့ပြောဆိုလိုက်ပါတယ်။သူအလို့ကိုထွက်လိုက်ပါတယ်။ ဘုတ်အပွဲကအာဒီနေခြင်းမှာသူအခြေဆုံးတငယ်ချင်းကသူတငယ်ချင်းထွက်ခွာသွားတာကိုအောက်ခွဲဖြစ်စွာလက်ခုပ်တည်ပါတယ်။ထ ோம் ကသူ့ရဲ့စိတ်တကြမှုနဲ့အတော်လေးယုံငံရပါတယ်။သူတထင်းရဲ့သူ့ကိုသူဆုံးရှုံးသွားပေမယ့်ပြန်လည်နာလန်ထူလာပါတယ်။သူကိုကိုကိုကူနီဖို့ဖီဖီချင်းဆက်တယ်လို့ဆောင်းပါတယ်။ရေချောကသူ့ကိုစမန်နဲ့ထုံမြက်ဆဆန်ကြီးကိုပြန်လည်သုံးသပ်ဖို့မကောင်းတဲ့အရာလေးကိုလစ်ရှူမရှူဖို့ပြောပြပါတယ်။စမရကအမြင်အတခုခုကိုဖုံးကွယ်ထားပြီးဆက်ဆံရေးမှာတကယ်ပါဝင်ခြင်းကနေတားဆီးနေကြတာကိုသူသဘောပေါက်သွားပါတယ် ဆမာကရုပ်ရှင်ကြည့်နေရင်မင်းရေးကြခဲ့တဲ့အချိန်မှာဘာဖြစ်လို့လဲဆိုတာကိုတကယ်မပြောခဲ့တဲ့အချိန်ကိုသူတတိယနေပါတယ်သူဘာတွေမခဲ့လဲဆိုတာကိုနောက်ဆုံးတော့မြင်လိုက်ရပြီးအရာရာအဆင်မပြေတာကသူ့အမမဟုတ်တာကိုသူဖြေလာပါတယ်။သူဘေးထုကပညာကိုပြန်လဲစားသင့်လို့ဆောင်ပါတယ်။သူတိုက်ခန်းကိုရှင်းပြပြီးနေရန်တွေပေါ်မှာပုံတွေဆွေးပြီးဒီဇိုင်းတွေဖန်တီးပါတယ်။သူဖြည်းဖြည်းချင်း portfolio တစ်ခုတည်ဆောက်ပြီးသူ့ရဲ့အလုပ်တွေကိုတင်ဖတ်ဖို့ company စာရင်းတစ်ခုပြုလုပ်ပါတယ်။တစ်ခုပြီးတစ်ခုပြတ်ချက်ခံကြရပါတယ်။ company နည်းနည်းပဲကြံတော့ရတဲ့အခါထုံကံမျိုးလင်းချက်ကင်းမဲ့သွားလိမ့်ပြီး တစ်ဖက်မှာတော့ဆမာကနောက်ဆုံးတော့အချစ်စီကိုတွေ့ပြီးလက်ချက်ကြော်မှာပါ။ထောင်ကမြို့ထဲမှာသူအကြိုက်ဆုံးနေရာကထုံတန်းစီကိုသွားပါတယ်။သူအဆုံးအုံတစ်ခုခုကိုငိန်နေစဉ်သူ့ကိုလမ်းခေါ်ပါတယ်။သူမကသူ့ရဲ့ရုပ်ရင်ကိုချီကျူးပြီးသူဒေါသထွက်နေတာကိုသူမသိတယ်လို့ပြောပါတယ်။ထောင်ကသူမကိုဒုတိယတစ်ချိန်ထပ်ပြီးမြို့ရင်သွားဖို့မိခင်မီမင်္ဂလာပွဲမှာတစ်ခုခုပြောသင့်တယ်လို့ပြောပါတယ်။သူမကတောင်းပန်ပြီးသူအဆင်ပြေနေတာကိုမြင်ထားတာပြောတယ်လို့ပြောပါတယ်။ထောင်ကအချစ်အပေါ်သူ့ရဲ့ယုံကြည်မှုတွေအားလုံးမှားယွင်းခဲ့တယ်လို့နားလည်ပြီးသူ့ဖွင့်ဟပြောပါတယ်။ သူမကမှားခဲ့ကြတယ်လို့ပြောပါတယ်။ဘယ်သူရီစားလဲမဖြစ်ချင်တဲ့ကောင်မလေးကအခုတော့တယောက်ရဲ့ဇနီးဖြစ်သွားပါပြီ။သူမကသူမရဲ့ခင်ငယ်နဲ့သူမထုံနဲ့တုန်းကဘယ်တော့မှမတည်ကြခဲ့တဲ့တခုခုကိုတည်သွားတယ်လို့ပြောပါတယ်။အဲ့ဒါကသူမကသူ့ကိုချစ်ပြီးတသက်လုံးသူနဲ့အတူနေခြင်းနဲ့ဆိုတာပါ။သူမကထုံကိုကန့်ကြမှာမရှိရင်သူမကသူ့ကိုဒီလိုလွယ်ကူပြီးဒီလီတခုမှမတွေ့ရတော့ဘူးလို့လည်းပြောပြပါတယ်။သူမကထုံမှန်တယ်လို့ပြောပါတယ်။ဒါပေမဲ့သူ့အကြောင်းမဟုတ်ဘူးလို့ပြောပါတယ်။သူမသူ့လက်ကိုစုပ်ကိုင်ပြီးသွားဖို့လိုတယ်လို့ပြောပါတယ်။ ။ Tom က "तू မပြိုရှင်နေတာကိုသူပြောတယ်။ဒါပေမဲ့ तू မမင်္ဂလာကိုကိုမပြုတ်ဘူးလို့ရှင်းလင်းပြောပါရတယ်။ तू မပြုံပြီးထွက်သွားပါရတယ်။နောက်ဆုံး900နဲ့ရမှာ Tom ကအလုပ် interview သွားဖို့လမ်းပေါ်မှာရှိနေပါရတယ်။ तू interview ဆောင်နေစဉ်မှာစောင့်ခံတဲ့ကကောင်မလေးတယောက်ကသူ့ကိုပြုံးပါရတယ်။ Tom က "तू မကသူ့ရဲ့ပြိုင်ဘော်ဖြစ်တဲ့အတွက် तू မအလုံးမညဘူးမျောလဲ့နေလို့ဟာတလုပ်ပါရတယ်။ तू မကလည်းအထူးတူပဲပြောင်းပြောပါရတယ်။နောက်ဆုံးတော့ तू မကသူ့ကိုလမ်းခေါ်ပြီးသူတို့တွေ့ဘူးနားလုံးမိပါရတယ်။ သူမကသူ့ကိုထွန်မြက်အကြိုက်ဆုံးနေရကခုံနှန်းပေါ်မှာထိုင်နေတာကိုမြင်မှုတယ်လို့ပြောပါတယ်။အဲဒါကကန်ဆိုးမှုမောင်းဝဲပဲသူမရဲ့အကြိုက်ဆုံးနေရလဲဖြစ်နေပါတယ်။ထုံကသူမကိုတခါမှမမြင်ဘူးဘူးလို့ပြောတဲ့အခါသူမကကြည့်မနေခဲ့လို့ဖြစ်မှာပါလို့ပြန်ပြောပါတယ်။အင်တာဗျူးအာကထုံကိုခေါ်တဲ့အခါသူလျှောက်သွားရင်နောက်လက်ကြည့်ပြီးကောင်မလေးကိုနောက်မှကော်ဖီတောက်ဖို့ခေါ်ပါတယ်။သူမကလူတယောက်နဲ့တွေ့ဖို့ရှိတယ်လို့ပြောပေမဲ့ထုံလက်သွားတဲ့အခါမှာသူမကသဘောတူပြီးသူတို့စီစဉ်ကြမယ်လို့ပြောပါတယ်။ထုံပြုံးပြီးသူ့မိသားကသူ့ကိုမိတ်ဆက်ပါတယ်။ ။သူမကလည်းပြုံးပြီးသူ့လက်နာမည်ကိုမိတ်ဆက်ပါတယ်။သူမနာမည်က Autumn ပါ။ထို့နောက်ယမနာပေါ်မှာတရက်လေးလို့ပေါ်လာပါတယ်။ဒါက Autumn နဲ့သူရဲ့ဆက်ဆံရေးရဲ့ပထမဆုံးရက်ကိုဖော်ပြခြင်းဖြစ်ပါတယ်။တရက်လေးမှာစတင်ခြင်းဘဝမှာအသေးစိတ်ပပနွန့်တဲ့တိုင်ရင်လေးမှာခင်ကြီးဖြစ်ပါစီ။